်မင်္ဂလာပါတောင်ဝင်းစင်တာ3လာမှာရှိတယ်ဒါကျွန်တော်တို့ AML သင်တန်းကျောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AML သင်တန်းကျောင်းကနေကြိုးစားပါတယ်အဲ့တော့ဒီခန်းမှာမှာတော့ကျွန်တော်တို့အခုလာမဲ့စနေတင်းင်းကနေဆိုရင်ကျွန်တော်เนี่ยလူတွေ့သင်တန်းပေါ့ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းဒီခန်းမှာတည်းမှာကျွန်တော်တို့တက်ရောက်ကြမှာဖြစ်ပါတယ်အဲ့တော့အခုလောလောဆယ်တော့လူချင်းတို့ကိုအခု ထမအဦးဆုံးကျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်ရဲ့ TikTok account ပေါ့နော် TikTok account ကလင်းတိုင်းညွန်မြန်မာမျိုးလို့ရေးထားပါတယ်မြန်မာလို့ရေးထားပါတယ် TikTok account မှာ follower 3 million ပြည့်တဲ့အထိမ်းမှန်နေနဲ့စောက်30လက်ဆောင်ပေးมาဖြစ်တယ်ဒီ TikTok account မှာเนาะအဲ့တော့ TikTok ကသူတွေကတော့ကျွန်တော်အခု video file လေးကိုမျှဝေလိုက်မျှဝေပြီးတော့ရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီးဒီ season မှာပါဝင်ပါဝင်ခြင်းတဲ့သူတွေအတွက် Facebook ကသူတွေကတော့ TikTok မှာသွားပြီးတော့ ဒီ account ကို follow လုပ်ဖို့လိုပါတယ်เนาะကျွန်တော်တို့ဒီမှာကြည့်ကြည့်ပါเนาะလင်းတိုင်းညမြန်မာမျိုးလိုရေးထားတယ် follower 3 million ရှိတယ်မြန်မာလိုရေးထားတယ်ကျွန်တော်ဒီ account တစ်ခုပဲ TikTok မှာသုံးပါတယ်အဲ့တော့ Facebook ကသူတွေကိုလည်းပေးมาဖြစ်တယ်အဲ့တော့ကျွန်တော်တို့က Facebook အတွက်အုပ်30ပေးမယ်ပေါ့เนาะ TikTok အတွက်30ကျွန်တော်ပေးမယ်เนาะအဲ့တော့အုပ်30အစီအစဉ်မှာပါဝင်ကြနေဆိုရင်ကျွန်တော်ရဲ့ဒါ TikTok 3 million ပြည်တာ TikTok သုံးတာကျွန်တော်တိတ်မကြသေးပါဘူး တနှစ်ခွဲလောက်ပဲရှိအောင်မယ်တနှစ်ခွဲနှစ်နှစ်ပေါ့နော်ဆိုတော့ TikTok မှာအခုလိုကာလာတို့အတွင်းမှာကျွန်တော်အားပေးကြတယ်တူတူယောက်ချင်းစီတိုင်းချစ်ခင်ကျေးဇူးတင်ပါတယ်အဲ့တော့ထုံးစံတိုင်းဒီ season မှာပါဝင်ခြင်းရင်ကျွန်တော်အခုကျွန်တော်ရဲ့ဒီ video file လို့မျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီအဲ့ထဲကအယောက်30ကိုကျွန်တော်နောက်တစ်ပတ်နေရွေးချယ်ပြီးတော့မှဒီကျွန်တော်ရဲ့စာအုပ်အုပ်30ကိုကျွန်တော်ရဲ့အမှတ်တရလက်မှတ်တွေလက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ် တဦးကိုတက်အောင်နှုံးနေပေါ့နော်ပို့ကပါမပေးရအောင်နော်လူချင်းမျိုးပို့ကပါမပေးရဘူးအိမ်တန်ရာရောက်ပေးပို့ပေးမှာဖြစ်ပါလေလို့တရင်ကောင်းပါလို့ပါကျွန်တော်စာအုပ်လက်ဆောင်တွေပေးလာတာကျွန်တော်မှတ်တာမမှားဘူးဆို3-4နှစ်ရှိပြီ3နှစ်လောက်တော့အနည်းဆုံးရှိပြီအဲ့တော့အခုတိမရသေးတဲ့သူတွေလည်းရှိတယ်ကျွန်တော်မိတ်ဆွေတွေကများတဲ့အတွက်အဲ့တော့မပူနဲ့တော့ပုံမှန်သာပါဝင်နေတပတ်မဟုတ်တပတ်ရရှိမှာဖြစ်တယ်အခုလည်းလူချင်းမျိုးကိုကျွန်တော်ရတဲ့အချိန်အတွင်းမှာစီမံခန့်ဝဲမှုမှာအလွန်အရေးကြီးတဲ့ decision making ဆုံးဖြတ်ချက်ချမှုနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့သင်ခန်းစာကိုကျွန်တော်အခု အခမဲ့မျှဝေပေးမှာဖြစ်တယ်။ဒါဆိုကျွန်တော်ဒီအစီအစဉ်တွေကကျွန်တော်ရဲ့ online သင်တန်းတွေအပြင်သင်တန်းတွေကိုအကြောင်းကြောင်းကြောင်းမတက်နိုင်တဲ့သူတွေရှိတယ်။အဲဒီသူတွေကိုအချိန်မပေးနိုင်လို့စသဖြင့်ပေါ့နော်။အဲဒီသူတွေအတွက်ကျွန်တော်အခုလိုအခမဲ့เนาะကျွန်တော်ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။သင်တန်းတက်ချင်တဲ့သူတွေကတော့ ကျွန်တော်တလောက်တင်တဲ့တမျိုးပဲဖွင့်တယ်အခု6လပိုင်းမှာကျွန်တော်ဖွင့်မှာကတော့ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တဲ့ဖြစ်တဲ့ Certificate in General Business Management တင်တဲ့ဖြစ်ပါတယ် online တင်တဲ့ကတော့ကျွန်တော်တို့က6လပိုင်း10ရက်နေပေါ့မနေ့ကဖွင့်ခဲ့ပြီးတက်လို့မရတော့ဘူး online ကလူပြည့်ုံနေမကောက်ဘူးရှမ်းသွားပြီเนาะ online ကတော့သူကတော့တလတ်တက်ရမယ်နေ့စဉ် recorded video တွေကျွန်တော်တို့က Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တင်ပေးမယ် အဲကျွန်တော် live lecture ကိုတော့နေ့စဉ်ရ record ရပြီးတော့ live lecture ကြောင့်ကျွန်တော်တို့အပတ်စဉ်ကျွန်တော်တို့ဒီတနင်္လာနေ့ည8:00နာရီတိုင်းကျွန်တော် zoom ကနေ live ထုတ်လွှင့်ပြီးတော့တင်ကြားပေးတာဖြစ်ပါတယ်အဲ live မတက်ဖြစ်လည်းမပူနဲ့နောက်ရမှာ recorded ကိုပြန်ကြည့်နိုင်တယ်တနင်္ဂနွေတက်လာပြီးသွားလို့ assignment ဆိုရင် certificate ကို email ကနေပို့ပေးသို့တော့အခု online ကတော့တက်လို့မရတော့ဘူးเนาะပြည့်အောင်နေမကောင်ရှန်သွားပြီ အပြင်လူတွေတက်ချင်တဲ့သူတွေကတော့အခုကျွန်တော်ရောက်နေတဲ့တော်ဝင်စင်တာ၃လာမှာရှိတယ်ကျွန်တော်တို့ဒုတိယမြန်မာနိုင်ငံတော်ဂုံပြုပြီးမဲ့ခေါ်ထားတယ်ဘင်းတော်မင်းတရားကြီးမင်းတရားရွှေထီတို့ရဲ့အငွေ့သက်တွေရှိတယ်ကျွန်တော်တို့မြန်မာစလန်အင်စတီကျူကတောင်ကူရွန်ဒီခန်းမာထဲမှာကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာလာမယ်စနေတနင်္ဂနွေ14ရက်နေ့နဲ့15ရက်နေ့မနက်7:00နာရီညနေ6:00နာရီအထိအချိန်ပြည့်တက်ရောက်အောင်မှာဖြစ်ပါတယ်အဲ့ဒီတင်နာတော့နေရာက3-4နေရာလောက်ကျန်ပါသေးတယ်တက်ချင်မြန်မြန်အပ်ထားပါ တနက်တက်ခြင်းနံပါတ်ရဖုန်းနံပါတ်ရကိုကောမမမီရေးနဲ့ Messenger message မှာဆင်းပေးထားပြီးပါကျွန်တော်တို့ team ကညီရီညီမတွေကဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြီးတဲ့တိုင်းကို20% discount ကျွန်တော်တို့ဆက်ပြီးတော့ပေးထားပါတယ်အဲ့တော့ပုံမှန် discount ပေးတဲ့လူကြီး30%ပြည့်သွားပြီဒါပေမဲ့ဒီအစည်းအဝေးကြီးတဲ့တွေအတွက် special ကျွန်တော်တို့ကျွန်တော်ရဲ့3 million TikTok 3 million follower ပြည့်တဲ့အထိတ်မှလည်းပါတာပေါ့နော်ကျွန်တော်ဆက်ပြီးတော့ပေးထားပါတယ်တင်နန်းကြောင်တင်းစီကိုကျွန်တော်တို့ page ရဲ့မှာဝင်ကြည့်ပါအပေါ်ဆုံးမှာတင်နန်းကြီးနဲ့အတူအသေးစိတ်တင်ထားပေးပါတယ်။အော်ဒီတင်နန်းကတော့ certificate in general business management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းလို့ဆိုတာနဲ့ညီစီးပွားရေးစီမံခန့်ခွဲနဲ့ပတ်သက်တဲ့လိုအပ်တဲ့အချက်အလက်တွေကို certificate level ကျွန်တော်တို့မိတ်ဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်ပါတယ်မြန်မာလိုသင်ပေးမှာဖြစ်ပါတယ်ဘလို့လူတွေတက်တင်လဲဆိုတော့ကိုကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်နောက်တစ်ခုကတော့ကိုကဝန်ထမ်းလုပ်သက်အတွေ့အကြုံရှိပြီးသား management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ် ်စီဝါရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လည်လာမဲ့ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်နောက်တစ်ခုကတော့ကိုက business idea တခုရှိတယ်အဲ့ဒါကိုလက်တွေ့လုပ်ချင်တယ်ဒီလိုလူတွေလည်းတက်ရောက်နိုင်ပါတယ်နောက် MBA ဆက်တက်မဲ့သူတွေ management diploma ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်လာမဲ့14 15မှာကျွန်တော်နဲ့တူအောင်စံတဲ့တော့လာမှရှိတဲ့အမလို့တန်တန်းကြောင့်မှယင်းနစ်ချစ်ခင်စွာတွေ့ကြပါကဲအခုဒါဆုံးဖြတ်ချက်ချမှုနဲ့ပတ်သက်ပြီးတော့လူချင်းတို့အချိန်တို့အတွင်းမှာကျွန်တော်အချက်လေး၄ချက်ကိုမျှဝေပြီးမှဖြစ်တယ် management မဲ့အရေးကြီးဆုံးအစိတ်ပိုင်းနေတယ်မှာဆုံးဖြတ်ချက်ချတာလည်းပါဝင်တာဖြစ်တယ်အဲ့တော့ကဲအဲ့တော့နေရာယူပါနေရာယူပါအရှိမထိုင်မလားအရှိမထိုင်မလားအလဲမထိုင်မလားနောက်ဆုံးမထိုင်ညလားကြိုက်တဲ့နေရာမှာထိုင်ပါနေရာယူပါ ready ဖြစ်ပြီလား ready ဖြစ်ပြီဆိုရင်ကျွန်တော်ရဲ့မျှဝေမှုကိုစတင်မှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ management လို့ပြောပြီးဆိုစီမံခန့်ခွဲမှုလုပ်တဲ့အခါမှာနေ့စဉ်ဆုံးဖြတ်ချက်တွေချရတယ်လူကမိမိကိုယ်ကိုယ်လည်းမိမိ manage လုပ်ရနေ့စဉ်မှာဆုံးဖြတ်ချက်တိတ်တိတ်လေးတွေကျွန်တော်တို့ချရတယ်ဒီနေ့ဘာအင်းကြီးဝင်မလဲဒီနေ့ဘာမနက်စာစားမလဲဆာဆုံးဖြတ်ချက်ချနေရတာပဲဆုံးဖြတ်ချက်ချမှုမှန်ရင်ဘဝမှာအောင်မြင်ဖို့ဟာတော်တော်နှီးဆက်သွားပြီသို့တော်လက်တွေ့လုပ်ဖို့တော့လိုသေးတယ်အဲ့တော့ management နဲ့ပတ်သက်ရင်နံပါတ်1အချက်အဖွဲ့အစည်းတည်တည်မှာဥဆောင်နေတဲ့သူတွေကိုယ့်ရဲ့လုပ်ငန်းတွေကိုဥဆောင်နေတဲ့သူတွေကိုပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆုံးဖြတ်ချက်ကိုမိမိတို့ရဲ့ team ထဲမှာ တက်နိုင်သလောက် level lowest level ပေါ့နော် never နိုင်နိုင်သမျှနိုင်နိုင်ကနေပြီးတော့ဆုံးဖြတ်ချက်ချဖို့အတွက်ဖြစ်နိုင်နေဆိုရင်အဲ့ဒီအဖွဲ့စည်းကပို့ပြီးတော့ဆွမ်းဆောင်ရင်မြင်မာတာဖြစ်တယ်ဒါပြောတော့လွယ်တယ်လက်တွေမှာလုတ်ဖို့ခက်တယ်နံပါတ်1အချက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်လို့ပြောရင်ရေပုံရအဖြစ်ဆုံးဖြတ်ချက်မှာဆုံးဖြတ်မှုမှာပေါ့နော်ဆုံးဖြတ်ချက်ဒီမှာနှမျိုးပဲရှိတယ်ပထမဆုံးဖြတ်ချက်အမျိုးအစားကြီးကတော့ cheap ပေါ်တယ် easy to call ပေါ်တယ်ဆိုတာဗျာเนาะသူ့ကိုဆုံးဖြတ်ချက်မှားသွားပြီဆိုရင်ကိုယ့်အတွက်တိတ်ပြီးတော့ထိခိုက်နေတာမျိုးမရှိဘူးပြီးအလွယ်တကူပြင်ဆင်နိုင်တယ်ဒီလိုဆုံးဖြတ်ချက်တွေကတော့တိတ်ခေါင်းထဲမှာအာယုံနောက်ခံပြီးမစင်စားနဲ့မြန်မြန်သာချလိုက်ဟိုမှာမနက်စာပါစားမလဲမှားသွားလားဘာမှမဖြစ်ဘူးနောက်ရက်ကျရင်ပြင်စားလို့ရတယ်ဒီဆိုင်စားလို့ကောင်းပါမလားစားကြည့်လိုက်မကောင်းတော့လည်းဘာဖြစ်တော့နော်ခေါင်းစွဲကြော်စားခေါင်းစွဲကြော်တဲ့ဝဲဖို့ပဲကုန်ပါဘောနောက်တစ်ခေါက်ပြန်စားလို့ရတယ်နော်အေးဒါပေမဲ့ဒီကြီးစားကိုအဖြစ်ပြပေးမလားဒါတော့ ဒါလည်းပဲအလွယ်တကူပြောင်းပြင်လို့ရလားအဲ့ဒါဆိုကိုယ့်သဘောပဲเนาะကျွန်တော်တို့အဲဒုတိယတစ်ခုကတော့တချို့ဆုံးဖြတ်ချက်တွေ expensive ဖြစ်တယ်ဈေးကြီးတယ်မှားသွားရင်ကျွန်တော်တို့ကပြောဟောဒီအိမ်ဝင်ကောင်းမလားဟလာအိမ်မဝယ်ပြီးသွားရင်တိတ်ကိုတောင်းနေချီပြီးဆုံးရှုံးနိုင်တယ်ထောင်နေချီပြီးဆုံးရှုံးနိုင်တယ် difficult to correct ပြင်ဆင်မှုခက်ခဲတယ်နော်အဲ့ဒါကြောင့်အန်ကေကြီးတွေလက်ထပ်စာချုပ်ကိုဖိပြန်ကောင်းပြန်ကြည့်ပြီးတော့ကုံဆုံးရပါမလားလို့ကြည့်တယ် နော်အိမ်ထောင်ပြုတာတော့ဒါတွေကခက်ခဲတဲ့ဆုံးဖြတ်ချက်တွေပဲပြင်ပြင်ဆင်မှုလည်းခက်တယ်။ဆုံးဖြတ်ချက်နှစ်မျိုးပဲရှိတယ်နော်။ဈေးပေါ်တဲ့ဆုံးဖြတ်ချက်တွေအလွယ်တကူပြင်လို့ရတိတ်ကောင်းမစားနဲ့။အေးဒါပေမဲ့ဈေးကြီးတဲ့ဆုံးဖြတ်ချက်တွေအလွယ်တကူပြင်ဖို့ခက်တဲ့ဆုံးဖြတ်ချက်တွေဒါတွေကိုကျွန်တော်တို့သိချာစဉ်းစားဖို့လိုတယ်။အဲ့တော့စီမံခန့်ခွဲမှုနဲ့ပတ်သက်ရင်နော်လုပ်ငန်းဝင်ထဲမှာမန်နေဂျာခေါင်းတွေကိုမန်နေဂျာပေါ့ဆွမ်းဆောင်ရင်မြင့်တဲ့မန်နေဂျာတိုင်းဟာတဲ့သူတို့ဆုံးဖြတ်ချက်တွေသုံးပုံတစ်ပုံမှာမှန်တယ်။ စမ်းဆောင်ရင်မြင်းတဲ့မန်နေဂျာတွေတောင်ဆုံးဖြတ်ချက်ဘလောက်ပဲမှန်လဲ၃ပုံ၃ပုံပဲမှန်တယ်တဲ့နောက်ထပ်၃ပုံ၃ပုံမှားတာဖြစ်ပါတယ်အမှားလာရင်ပြဿနာမရှိဘူးအဲ့အဲ့ဒီအမှားကနေသိယူဖို့လိုတယ်အမှားဟာကျွန်တော်တို့အတွက်အကောင်းဆုံးဆရာပဲသင်တာတော့နည်းနည်းချက်နောက်ထပ်၃ပုံ၃ပုံကတော့မှန်တာလည်းမဟုတ်ဘူးမှားတာလည်းမဟုတ်အဲ့ဒီဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန် manage လုပ်လိုက်မှန်တဲ့ဘက်ကိုပြောင်းလာနိုင် ဆိုတော့ဒီသဘောတရားကိုလည်းကောင်းစွာသိဖို့လိုတယ်။ကဲနောက်ဆုံးဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့အရေးကြီးဆုံးအချက်ကတော့ဒါအခုမှလုပ်ငန်းဝင်ဝင်တဲ့လူငယ်တွေအတွက်ကောဒါအလွန်အရေးကြီးတယ်။အဲ့တော့ကိုကဆုံးဖြတ်လို့ရတဲ့ကိစ္စတစ်ခုကိုအပေါ်မပို့ပါနဲ့။အဲ့ဒါဘာကိုပြောတာလဲ။ကိုကဆုံးဖြတ်လို့ရတဲ့အရာကိုအပေါ်မပို့နဲ့ဆိုတာတချို့ဆုံးဖြတ်ချက်တွေကကိုယ့်ရဲ့လုံပိုင်ခွင့်အတွင်းကကိုဆုံးဖြတ်လို့ရတယ်။ကိုဆုံးဖြတ်လို့ရရဲ့သားနဲ့မှားမှကြောက်လို့ဆိုပြီးအထက်ကိုမတင်ပြနဲ့။ ကိုဆုံးဖြတ်လို့ရရဲ့သားနဲ့မားမကြောက်လို့ဆိုပြီးအထက်ကိုတင်ပြရင်အထက်လူကြီးကကိုယ့်ဘလို့စဉ်းစားမလဲဆိုတော့သူဒီကိုပိုင်ဆုံးဖြတ်ချက်မချတတ်ဘူးသူဒီလောက်တော့မဆုံးဖြတ်တတ်ရင်သူ့ကိုဘလို့တာဝန်ကြီးတွေပေးမလဲဆိုပြီးတော့လူငယ်တွေအတွက်ကိုယ့်လူကြီးကကိုယ့်ကိုအထင်မြင်သိမှုဖြစ်မယ်လူကြီးကကိုယ့်အထင်မြင်သိတဲ့ဆိုတော့မှားမိအထင်မြင်သိတာကိစ္စမရှိဘူးเนาะဒါပေမဲ့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်တွင်းမှာကိုဆုံးဖြတ်လို့ရတဲ့ကိစ္စတစ်ခုကိုမားမကြောက်လို့တော့မသိရင်တော့တင်ပြလို့ရတယ်နော်မားမကြောက်လို့တော့ဘယ်တော့မှ ကိုမဆုံးဖြတ်ဘဲနဲ့အထက်ကိုမတင်ပြပါနဲ့အတက်နိုင်ဆုံးကိုယ်တိုင်ဆုံးဖြတ်ပြီးလုတ်ကင်နိုင်အောင်ကြိုးစားပါလူချင်းတို့ရဲ့စီမံခံမှုမှုစွမ်းရည်တွေမြင်မာလာမှာဖြစ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်မိကုံးလေးတွေမေးစရာရှင် comment မှာရေးခဲ့ပေးပါကျွန်တော်လူကျွန်းတို့ရဲ့ comment တွေကိုတန်ဖိုးထားပြီးဖတ်ပါတယ်ဖြည့်သိဖြည့်တိုက်တဲ့မိကုံးတွေကိုကျွန်တော်လာမယ့်အစီအစဉ်တွေမှာဖြည့်ကြပေးပါမယ်လာမယ့်ဆက်လင်းဆန်ကစနစ်တင်တွေမှာတော်ဝင် center တောက်လာမှာရှိတဲ့ ML တန်တန်းကျောင်းမှာစီဝါရေးစီမံခံလုပ်မှုတန်တန်းမှာတွေ့ကြပါမယ် we must work together we must build our nation